သို့သော်ဒီနေရာမှာအလွန်အကောင်းနေတဲ့တဒါဝရိယတတိသမารိပညာတို့လိုအပ်ပါတယ်။တတ္တဆရာကပါလဲယောဂီချက်စွန့်တယ်လေ။ဒီဝင်လေတွက်လေလေးကိုရှုနေရင်ငါဟာဇံကိုရနိုင်နေဆိုတဲ့ယောဂီချက်စွန့်ရင်အပြည့်အဝရှိဖို့လိုတယ်။ဝရိယဝင်လေတွက်လေအာယုံပေါ်မှာမိရဲ့စိတ်ကလေးကိုညီဝဆောကပ်ပြီးဒီနေအောင်ကြိုးစားအပ်ထုတ်နေတဲ့လွဲလုံးကဝရိယရှိဖို့လိုတယ်။ပြောညာပြောညာလုံနေလို့ရပါမလား။ မရဘူးအယိုးကျွင်းစေအရေးကျွင်းစေအကျော်ကျွင်းစေအသားအလွေတွေခန့်ချောခြင်းခန့်ချောတော့ပါစေယောက်ျားတို့ရဲ့ဇွဲလုံးလဝရိယအမျိုးသမီးတို့ရဲ့ဇွဲလုံးလဝရိယနဲ့ရနိုင်တဲ့အရာမှန်ကဲ့ရင်ဝရိယရဲ့နောက်ဆုံးပြီးရတ္တနေခြင်းမြည်ပြီးဘယ်တော့မှမဖြစ်စေရဘူးခိုင်မြဲတဲ့ဆုံးဖြတ်ချက်ခိုင်မြဲတဲ့ကြိုးစားအထောက်အပံ့

သင်ရနေတဲ့ဒီဝိနည်းတွက်လေအာယုံမှာဒီတတိယစွန့်အင်ကြောင့်ဘာဖြစ်လာလဲစိတ်ပြီးစိတ်ပြီးတစီစီမြင်ဝတ်စွာကပ်ပြီးတော့တည်လာတဲ့ပမာတိဆိုတဲ့စွန့်အားဝင်လာတယ်အဲဒီပမာတိဆိုတဲ့စွန့်အင်ဝင်လာပြီဆိုလို့ရှိရင်နောက်တစ်ခုဘာဝင်လာသလဲဒီဝိနည်းတွက်လေဆိုတဲ့သဘောတရားလေးကိုချင်းချင်းရှားရှားသိနေတဲ့ပညာဝင်လာတယ်ပေါင်းလိုက်တော့ဣန္ဒြေဘယ်နှပါလဲ၅ပါးတဏ္ဍာ ဝရိယသတိသမာဓိပညာဘာဖြစ်လို့ဒီတရား၅ခုကိုအင်းဒီခေါ်လဲလို့မေးတော့ဝင်လေတွေ့လေအာနန္ဒကမ္မထံကိုရှုပွားနေတဲ့ဘာဝနာစိတ်အစဉ်ကိုဘေးအယုံဒီတို့ရောက်မသွားအောင်ထိချုပ်ထားနိုင်တဲ့သွမ်းအင်ရှိလို့သူတို့ကိုအင်းဒီလို့ခေါ်တယ်နော်သွမ်းထိချုပ်ထားနိုင်တဲ့သွမ်းအားရှိဘုံ၅ပါးလို့လည်းခေါ်တယ်သွမ်းအားကြီး၅ရပ်ပဲ

ဖြစ်တန်ကောင်းရင်သိရင်လက်ခံအင်ကြံလိုက်ရင်တော့ကောင်းမလားမသိဘူးဟောကလည်းမှားနေတယ်ဒီကလည်းမှားနေတယ်ဟောသွားရင်ကောင်းလို့လို့ဒီတော့ကကောင်းလို့လို့စက်လို့ဆိုအဲ့ဒါလေးတွေထိုင်ပြီးပြုံ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 းနဲ့တရားထိုင်ရင်ထိုင်တာကတော့တရားပဲစိတ်ကပါဇက်ယောဂီတွေမျက်နှာကြည့်လိုက်တော့ပြုံး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 ဖြစ်နေဟုတ်ကလားဘာတွေလုပ်နေတာလဲစိတ်ကူးနေစိတ်ကူးနေအဲ့ဒီဉာဏ်ရင်းစိတ်ကူးမှုတွေအားများနေမယ်ဆိုလို့ရှိရင်ဉာဏ်သက်မှုစွန့်ရင်ရော့မတော်ဘူးလားရော့သွားပြီဒီတော့ လုပ်ငန်းခွင်တစ်ခုလုပ်တဲ့အချိန်ကမှဒီသရဝရိယတတိသမားတိပညာခေါ်တဲ့ဒီစွန့်အင်ဂျီ9ရပ်ကစနစ်တကျဝင်လာဖို့လိုအပ်ကြပါလားနော်လိုအပ်တဲ့အတွက်ကြောင့်ခုနကအထက်ကရာဆရာတော်ကြီးများကခုနကစိတ်ကလေးကအကြင်ကြီးမငြိမ်မသက်ဖြစ်နေခဲ့မယ်ဆိုရင်တော့ရေတွက်တဲ့ကဏ္ဍနီးလေးကိုအလုံးကြီးကိုဖြွန်ကြအဲဒီလိုရေတွက်တဲ့အပိုင်းမှာလည်းဒီလိုယောဂီများကစိတ်ကမငြိမ်ဘူးဖျားဆိုပြီးလာလျှောက်ပြန်တယ်ဒီပဲနဲ့လုပ်မယ်အဲ့ဒီမှာသိပ္ပိစိတ်ကမငြိမ်ရင်တော့အထက်ကရာဆရာတော်များက ရေတွက်တဲ့မြည်တွေကိုအမျိုးမျိုးဖော်ပြထားပါတယ်။အဲဒီအမျိုးမျိုးတွေကနောက်တနည်းကတော့ဒိညမမကလား။သဘာချင်းဓမ္မရဲ့ရေတွက်တဲ့မြည်သူဖော်ပြထားတယ်။သဘာချင်းနေတဲ့ပုဂ္ဂိုလ်များကသဘာကိုရှင်းပြီဆိုရင် တောင်းတဲ့ကိုသဘာတွေထည့်။ထည့်တဲ့အချိန်ကကစပ်ပြီးပြစ်လို့ရေတွက်တယ်။မပြေမချင်းတိတိပဲရေတွက်နေတယ်။ ပြည့်သွားပြီနောက်ထပ်လောင်းလိုက်ပြီလောင်းလေတစ်ပဲရင်ပြက်လိုက်တယ်လောင်းလို့ပြီးလို့စဘာကုံသွားပြီတင်းတော့တဲ့စဘာမရှိတော့ဘူးဆိုမှရှင်းရလိုက်တယ်နောက်ထပ်တစ်ခါထပ်ပြီးဒုတိယအကြိမ်နှစ်တင်းလောက်ထပ်ခြင်းလေရှင်းတဲ့စဘာထပ်စပြီးထည့်တဲ့ခြင်းကလည်းစပြီးနှင်းနှင်းနှင်းလိုပဲရေးတွက်နေတယ်ပြည့်သွားလို့နောက်ထပ်မလောင်းမခြင်းနှင်းရေးတွက်နေတယ်လောင်းပြီးတဲ့အခါကျတော့မှနှင်းကိုရေးရလိုက်တယ်အဲ့ဒီပုံစံအတိုင်းနဲ့ ဝင်ထွက်လေးလေးကိုခက်အေးအေးခက်မှန်မှစိတ်လေးထားပြီးတော့အသက်ရှူရတယ်။ဒါလေးတော့အသက်ရှူလိုက်တဲ့အချိန်ကောင်မှာဝင်လေထွက်လေးကခက်အေးအေးခက်မှန်မှခက်ကြကြလေးအချိန်ကြကြလေးဖြစ်နေတယ်ဆိုတဲ့အချိန်ကောင်မှာစဝင်လာကနေပြီးတော့သုံးတဲ့အထိစထွက်တာကနေသုံးတဲ့အထိအလုံးကြောက်ကြောက်လုံးမှတီ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 မပြီးမချင်းပေါ့နော်။ဝင်လေထွက်လေနှစ်ခုပေါင်းမပြီးမချင်းအဲ့ဒီလိုတိတ်ကြီးပဲရေတွက်နေခမ်းမြမ်းမြမ်းလေးရေတွက်ပြရတယ် ပြီးတော့ပြီဆိုจิตကိုရတဲ့နောက်တစ်ချိန်ဒုတိယအကြိမ်စပြီးဆိုနှင်း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 မပြီးမရှိရတွေ့ရအဲ့ဒီဇနီးအပြင်ရှေ့တိရတွေ့ကြည့်ပါအဲ့ဒီလိုဆိုရင်လည်းရင်တွေ့ချင်းကဏ္ဍနီးရဲ့စွန့်အင်ကြောင့်စိတ်ကြီးမျိုးဝလက်တော့ပါတယ်